တိတ်ဆင်ပေါ်မှာညဉ့်ဉန်းစကလုံးတွေတုံးပြီးဆဲဆူခဲ့တာကြောင့်ဖန်စီထိမ့်သိမ်းခံလိုက်ရတဲ့ Wing on Skater အဖွဲ့မှ Rapper ဆိုတော့တူမင်္ဂလာပါပရိသတ်ကြီးရှင် ပြီးခဲ့တဲ့နိုဝင်ဘာလ၁ရက်နေ့နဲ့၂ရက်နေ့တွေမှာရန်ကုန်မြို့သူဝနမှာကျင်းပပြုလုပ်ခဲ့တဲ့ Overflow Festival ဖြောပြပွဲမှာ State Sen ဘော်ကနေကွန်ထုံးဝေရင်နဲ့ညဉ့်ဉန်းစကလုံးတွေပြောဆိုခဲ့တဲ့ Wake On ဆိုတဲ့ဂီတအဖွဲ့က Rapper အဆိုတော်တဦးရဲ့ရုပ်သံဖိုင်ဟာလူမှုကွန်ရက်ပေါ်မှာတက်လာခဲ့ပြီးတဲ့နောက်ဝေဖန်မှုတွေမြင့်တက်ခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ညဉ့်ဉန်းဆက်ကလုံးတွေပြောဆိုခဲ့တဲ့အဆိုတော်ကိုဖန်ဆီးလိုက်ပြီးဖြစ်ကြောင်းအနုပညာအတိုင်းဝိုင်းနဲ့အဆိုပါဖန်ဆီးခံရတဲ့အဆိုတော်ရဲ့ဇာတိမျိုးကသတင်းရင်းမြစ်တချို့မှာရေးသားဖော်ပြနေကြပါတယ်။အဆိုပါအဆိုတော်ဟာမန္တလေးမြို့မှာနေထိုင်သူဖြစ်ပြီးသူ့ကိုဖန်ဆီးပွဲအတွက်မန္တလေးမြို့ကသာသနာ့တန်ရှင်ရေးဝီတော်တနည်းအဖွဲ့ကမစိုးရိမ်ဖေးမှလက်တွဲကူဆိုတဲ့တန်ဃာတော်တပါးရဲ့အကောင့်ကနေလုံးစော်ခဲ့တယ်လို့လည်းသိရပါတယ်။ စတိတ်စင်ဘောကနေအများပြည်သူနားထောင်ရန်မတင်သောညဉ့်ဉန်းစကားလုံးများပြောဆိုဖျော်ဖြေခဲ့ပြီးကွန်တုံးများဖြန့်ဝေခဲ့တဲ့ Wing Owns အမည်ရလူငယ်ဂီတအဖွဲ့အပေါ်ကိုလည်းပြည်သူများကဝေဖန်မှုမြင့်တက်နေတာလည်းဖြစ်ပါတယ်။အဆိုပါဖျော်ဖြေမှုရုပ်သံဖိုင်ဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့ပြီးတဲ့နောက်၎င်းတို့ရဲ့ရည်ရွယ်ချက်မှာလိမ့်ပညာပေးပုံစံဟုနားလည်ထားကြတော့လေညဉ့်ဉန်းစကားလုံးများထည့်သွင်းပြောဆိုခဲ့ပြီးကွန်တုံးများအသုံးပြုရန်ဖြန့်ဝေခဲ့ကြတာကိုမြင်တွေ့ရတယ်လို့လည်းသိရပါတယ်။ အဆိုပါလုံးရဲ့အရာ လူငယ်များအနေနဲ့ရိုင်းဆိုင်သောဖျော်ဖြေမှုအပေါ်အနုပညာဟုမှတ်ယူသွားမှာကိုစိုးရိမ်ရတာကြောင့်အရေးယူမှုများပြုလုပ်ဖွဲ့အတွက်ပြည်သူများကလည်းတိုက်တွန်းနှိုးဆော်နေကြတယ်လို့သိရပါဗျ။ အဆိုပါရုံးတန်ဖိုင်းပြန့်နှံ့သွားပြီးတဲ့နောက်မှာတော့ Wing Owls အဖွဲ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမင်းညားက overflow ပွဲမှာကျွန်တော်ရဲ့အသီးဆိုးပြောပြမှုကြောင့်မိဘပြည်သူများအပေါ်ဆက်ရနောက်ဆက်ဖြစ်စေခဲ့တဲ့အတွက်အနုညွတ်တောင်းပန်အပ်ပါတယ်။ထပ်ပြီးနောက်နောက်မဖြစ်အောင်ဆင်ခြင်ပါမယ်လို့ကတိပြုပါတယ်ခင်ဗျာဟုရေးသားတောင်းပန်ခဲ့ပေမဲ့သူလုံခဲ့တဲ့လုံရက်ကဆိုးရွားတာကြောင့်အားလုံးကတော့လက်မခံနိုင်ဖြစ်နေကြပါတယ်။ နောက်တနေ့မနက်မှာတော့ဖန်းစီထိမ့်သိမ့်ခံလိုက်ရပြီဖြစ်ကြောင်းအဆိုတော်ယုံလေးကဖမ်းသွားပါပြီ။နောက်ပြောတာလည်းမဟုတ်ဘူး၊ဖြစ်စီခြင်းလို့လည်းမဟုတ်ပါဘူး။ဖြစ်နိုင်တာကိုပြောပြတာ။အဲဒီလိုအပြောအဆိုနဲ့ရောက်သွားတာဆိုတော့စင်ပေါ်မှာသူပြောခဲ့သလိုသူ့ကိုလောက်ခံရနိုင်နေ။အထဲမှာကွန်တုံးတော့မရှိတော့ဘူး။လူငယ်တယောက်ကိုမလောင်ပါဘူးလို့သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေအသိပေးထားပါတယ်။နေဆက်ဆံပြီးရင်စောက်ကလေးမရစေနဲ့။ကိုလုံးတော့